ဖခင်ကျေးဇူးတော်ချီးမွမ်းပါတယ်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကျွန်တော်တို့အတူတူကဆင်ခြင်ဖို့အတွက်ဖခင်ဤစေနာတော်နှင့်မြတ်တာတော်ဆိုတဲ့အကောင်းဆုံးလေးနဲ့တူကဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်တိတုဩရစာခန်းကြီး3ခန်းငယ်4မှာငါတို့ကိုကယ်တင်တော်မူသောအရှင်ဖခင်ဤစေနာတော်နှင့်လူတို့ကိုချစ်တော်မူသောမြတ်တာတော်သည်ပေါ်ထွန်းသောအခါ ကေတင်တော်မူသောငါတို့ကိုကေတင်တော်မူသောဆိုတာတကယ်တော့ကေတင်သွားပြီးပြီပေါ့နော်တက်ကရတီကျွန်းမှာရှိနေတဲ့အာတီတူတမန်တော်ကြီးရှင်ပေါ်လူကနေပြီးတော့မှသူပြောပြတာနော်ဒါအဲ့ဒီကျွန်းမှာကတိတဲ့အတိုင်းပဲအာဂျူးတွေအများကြီးရှိတယ်နှက်ကိုကွယ်မှုတွေအများကြီးရှိတယ်ပြီးတော့မှကြံတဲ့ဒီရှုပ်ထွေးနေတဲ့ ကတင်ချင်းကိုလေလာပြီးတော့မှရှုပ်ထွေးစီတဲ့အရာတွေပေါ့နော်ယုံကြည်ခြင်းပိုင်းဆိုင်ရာမှာအာရှုပ်ထွေးတဲ့အရာတွေအများကြီးရှိတာเนาะဒီအရာတွေပြုတ်ကိုကျွန်တော်တော့ရှင်းရှင်းလင်းလင်းပြန်ပြီးတော့ဖြေလွတ်ထားတာဖြစ်တယ်ဆိုတော့ဘုရားသခင်ကကျွန်တော်တို့ပုံမှာစည်နာထားတယ်အဲ့ဒီအတွက်ကတင်တယ်စည်နာထားတယ်ဆိုဟိုးအရင်ကလေးကပလန်ချထားပြီးသားအစီအစဉ်ရှိထားပြီးသားအဲ့ဒီအစီအစဉ်ကတဲ့ပေါ်ထွက်လာတယ် အဲ့စေဒနာတော့အပြင်ဒါကြောင့်စေဒနာနဲ့မေတ္တာနဲ့ဆိုတော့တွဲနေတယ်ပြီးတော့မှမေတ္တာရှိတဲ့အတွက်စေဒနာထားပြီးတော့မှလှုပ်ဆောင်ပေးတဲ့အရာဆိုတာဒါဘုသူ့ပြောတာလဲဆိုလို့ရှိရင်သခင်ယေရှုခရစ်တော်ပြောတာဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ဆိုတော့ပေါ်ထွန်းသောအခါဆိုတာကြတော့ဒါယေရှုခရစ်တော်လောကကိုကြွလာပြီးတော့မှဒီကျွန်တော်ရဲ့အပြစ်ကြွေးတွေလက်ဝါးကားတိုင်းမှာပြီးချီတယ်တလောကလုံးရဲ့အပြစ်ကိုသခင်ယေရှုပို့တင်တယ် ခင်ရှုကကျွန်တော်တို့အပြစ်အတွက်အတီခံရတယ်ပြီးတော့မှတကယ်တည်သွားရတယ်ပြီးတော့မာနရဲ့တကူကိုမရဏနိုင်ငံထဲမှာချုပ်ဖြစ်ရိုက်ချိုးပြီးတော့မှကျန်းစာလာတဲ့အတိုင်းသုံးရမြောက်တဲ့နေမှာရှင်ပြန်ထမြောက်တဲ့အရာကိုလှုပ်ဆောင်ဒီအရာကိုယုံတဲ့သူကဘာဖြစ်လဲဆိုလို့ရှိရင်ကေတင်ခြင်းကိုရတယ်အဲ့ဒီမိအားဖြင့်ဘုရားသခင်ကကျွန်တော်တို့ကိုကေတင်နေဆိုတော့တွေ့ရ အငယ်၅မှာကြတော့ငါတို့ကျင့်တော့ဖြောက်မှတ်ခြင်းအကျင့်အဖြစ်မဟုတ်ပဲမိမိတနာခြင်းဂယုရံတော်နဲ့အညီဒုတိယမွေးခြင်းနဲ့ဆိုင်သောစီကြိုးခြင်းအဖြစ်၎င်းတန်ရှင်သောဝိညာဉ်တော်၏အသက်ပြုပြင်ခြင်းအဖြစ်၎င်းငါတို့ကိုကေတင်တော်မူ၏ဩတမဒီဒါကေတင်ခြင်းကိုအကျင့်နဲ့လာရောရှက်ပြီးတော့မှရှုပ်ခြင်း ်ဧဘုတ်လေးယေရှုကိုယုံနေဆိုလို့ရှိရင်တော့ဒါမှန်တယ်ငါတို့ဒါပေမဲ့ငါတို့ကလည်းလောက်ရအောင်မယ်အဲငါတို့ကျင့်တာလေဒါကေတင်ချင်းနဲ့ငါတို့ကျင့်နိုင်မှလည်းအာကေတင်ချင်းရမှာပေါ့ဖះပိုင်းတက်တက်လူပိုင်းတက်တက်အဲအဲ့ဒါအဲ့ဒါဆိုတော့ဒီ credit ကျုံးမှာပြဿနာတက်တဲ့အရာဒီနေ့ကျွန်တော်တို့မျက်မှောက်ခင်မှာလည်းအဲ့ဒီပြဿနာရှိတယ်เนาะဒါက ဖရားရဲ့ကေတင်ခြင်းမှာဘသူကဘာမှဝင်ပြီးတော့မှပူပေါင်းပါဝင်လို့မရဘူးကေတင်ခြင်းဆိုတော့ဖရားကလှုပ်ဆောင်ပေးတဲ့အရာတည်တံ့ဖြစ်တယ်ဆိုတာတွေ့ရဒါကြောင့်အခုနငါတို့ဖြောက်မှတ်ခြင်းအကျင့်အာဖြင့်မဆိုင်ဘူးကျွန်တော်တို့ကျင့်တဲ့ကိစ္စနဲ့လုံးဝမဆိုင်ဘူးဆိုတော့ဒါကိုသူကတိကျပြောပြထားတယ်ဒုတိယမွေးခြင်းနဲ့ဆိုင်သောစေကြောခြင်းအဖြစ် တော့ဒါဒုတိယမွေးခြင်းဆိုတာကြတော့သခင်ယေရှုကယ်တင်ပိုင်ရှင်ပြီးယုံကြည်လက်ခံလိုက်တဲ့အခါမှာသခင်ယေရှုရဲ့ဝိညာဉ်ဖခင်ရဲ့ဝိညာဉ်တန်ရှင်သောဝိညာဉ်တော်ကကျွန်တော်တို့စိတ်ဝိညာဉ်ထဲမှာဝင်ရောက်ကျင်းဝတ်တဲ့အခါမှာကျွန်တော်ကဘာဖြစ်လာလဲဆိုလို့ရှိရင် born again ဖြစ်လာတယ်ဒုတိယမွေးခြင်းခံရတယ်အမေဖေမွေးပေးလိုက်တာဒီပထမမွေးခြင်းသခင်ယေရှုကယ်တင်ပိုင်ရှင်ပြီးယုံကြည်လက်ခံလိုက်တဲ့အခါမှာ တန့်ရှင်းသောဝိညာဉ်တော်အဖြစ်ကျွန်တော်တို့ကဒုတိယမွေးခြင်းခံရတယ်။အဲ့ဒီမှာစီကြောခြင်းဆိုတာခုနကျွန်တော်တို့မှာရှိနေတဲ့ဒုစရိုက်အဖြစ်တွေအကုန်လုံးကိုသခင်ယေရှုခရစ်တော်ပေါ်ကိုတင်လိုက်တယ်။နော်အဲ့လိုတင်လိုက်တဲ့အခါမှာကျွန်တော်တို့ကဘာဖြစ်သွားလဲဆိုလို့ရှိရင်တန့်ရှင်းသောဝိညာဉ်တော်ဤအသက်ပြုပြင်ခြင်းအဖြစ်ငါတို့ကိုကယ်တင်တော်မူ၏ဆိုတော့အဲ့ဒီတန့်ရှင်းသောဝိညာဉ်တော်ကကျွန်တော်တို့ဘာလုပ်ပေးလိုက်လဲဆိုလို့ရှိရင်အသက် စေးကြောပေးလိုက်တယ်အစ်စ်ပြုပြင်ပြောင်းလဲပေးလိုက်တယ်အာရင်အဝပါလိုက်တဲ့ဒုစရိုက်ပြစ်ကုံလုံးကိုယေရှုခရစ်တော်ကိုတင်ပြီးတော့မှဖခင်နဲ့သက်ဆိုင်တဲ့သဘာဝတွေကိုကျွန်တော်တို့ဒီထဲမှာလာပြီးတော့ဖြည့်တင်ပေးတယ်ဒါတော့အစပိုင်းလေးမှာဒါကျွန်တော်တို့လေ့လာခဲ့တဲ့အာတူတူအိုရာစခရင်တော့ငွေ7နှစ်ပြည့်တဲ့ခါမှာကန်းငယ်3မှာကြတော့ကျောင်းမူကအထက်ကငါတို့ဒီပညာမဲ့တော်သူအဲအဲ့ဒါအဲ့ဒီကနေစပြီးတော့ကျွန်တော်ဖတ်လာတဲ့ခါမှာဒါက အာရင်ရဲ့တဘာဝဗျခုနဒူးရိုက်အပြစ်မှာရှိနေတဲ့သူတွေလှုပ်ဆောင်တတ်တဲ့အရာကိုပြောတာပညာမေ့သောသူဆိုတာယေရှုခရစ်တော်အပြင်အသက်မရှင်တဲ့သူယေရှုခရစ်တော်မပါဘဲအသက်ရှင်တဲ့သူကြီးအကုန်လုံးပညာမေ့လို့ပဲဖရားသတ်မှတ်တယ်နောက်တစ်ခုကကြတော့နားမထောင်သောသူနားမထောင်သောသူဆိုတာနှုတ်ကပတ်တော်တမန်တော်ကိုနားမထောင်ဘဲနဲ့အသက်ရှင်တဲ့သူ မှားရင်းတော့သူအဲ့ဒီလိုနှုတ်ကပတ်တော်တမန်တော်ရဲ့အသက်မရှင်တဲ့သူကလောကထဲမှာဖခင်သခင်အလိုမရှိတဲ့အသက်တာနဲ့ပဲအသက်ရှင်နေတယ်။အဲ့ဒါကိုမှားရင်းတဲ့သူလို့သတ်မှတ်တယ်။ပြီးတော့အထူးထူးအပြားပြားသောတတ်မှတ်ခြင်းဆိုတတ်မှတ်တယ်ဆိုတော့မျက်စိနဲ့မြင်တဲ့မြရာအကုန်လုံးတတ်မှတ်တယ်။အဲ့မှာကုကာရဲ့တတ်မှတ်ခြင်းပြီးတော့မှမွေဦးတတ်မှတ်တယ်လိန်ကိစ္စပိုင်းဆိုင်ကိုတတ်မှတ်တယ် အလှပကိုတက်မှတ်တယ်မတရားသောစီးပွားကိုတက်မှတ်တယ်စိုက်သမီးအဲ့တက်မှတ်ခြင်းนี่အကုန်လုံးတက်မှတ်ခြင်းအမျိုးမျိုးဒါအခုနော်ကျွန်တော်တို့ကဲတင်ခြင်းမရခင်တော့ခရစ်တော်ရဲ့ဒုတိယမွေးခြင်းနဲ့တန်ရှင်တော်ဝိညာဉ်တော်ဆီကြိုးခြင်းမခံရတော့ကျွန်တော်တို့တယောက်ချင်းစီကဒီအသက်တာတွေမှာရှိနေတယ်ဆိုတော့ပြောပြရတယ်ပြီးတော့မှကာမဂုဏ်ခံစားခြင်းအမှုတို့ကို ဆောင်ရွက်တော်သူကာမဂုဏ်ဆိုတော့လူတာတက်ပို့ပြီးတော့မှ ခံစားတာဆိုတော့ဟိုလောဘလောဘပါတဲ့စိတ်ထင်းမှာဖြစ်သည့်မြတ်ရာအကုန်လုံးကိုခံစားတာအဲအဲ့ဒါကိုကာမဂုဏ်လို့ခေါ်တာလူရာတဲ့ပူရာဒီဒါကာမဂုဏ်ပဲနောက်တစ်ခုကကြတော့မနာလူချင်းဆိုခရစ်တော်ရဲ့ပြုပြင်ပြောင်းလဲခြင်းမရှိတဲ့သူကတော့သူမနာလူတက်ဘူးဆိုအဲ့ဒီမနာလူချင်းကလည်းတော်တော်လေးကြောက်เสียကောင်းတဲ့အရာပဲဒါက အာယုံကြည်သူတန်ခိုးတယောက်ဖြစ်လာလို့ရှင်အောင်ဒါဖြစ်တတ်တဲ့အရာဖြစ်တယ်ဆိုတော့ခရစ်တော်ရဲ့ကျွန်တော်တို့အပြစ်စေချိုးခြင်းနဲ့ပြုပြင်ပေးခြင်းမရှိလို့ရှင်ဒါပို့ပြီးတော့မှပုံပြင်းထန်မယ်ဆိုတာတွေ့ရတယ်။နောက်တစ်ခုကကြောင့်ညူဇူခြင်း၌ကျင့်နေတော်သူညူဇူတယ်ဆိုတာစိတ်တိုင်းမကြဘူး။တပန်လုံးလုံးစိတ်တိုင်းမကြဘူး။ပြောကုကုဘူတော်စိတ်တိုင်းမကြဘူး။ဆိုတော့တွေ့သမျှဥစ္စာအကုန်လုံးအပြစ်တင်နေပြောတယ် ော့အချို့တွေရှိပါတယ်လူရှိမှာအာဒီလူကတော့ကြီးညိုစရာကောင်းနေပေါ့နော်ဆိုတော့ဒါကြလို့ရှိရင်သူကယွံကြောက်ယူဖြစ်နေတာသူ့အပြင်မှာကြလို့ရှိရင်တမျိုးပြောနေတာအပြင်မှာတကယ်သူများနဲ့ပေါင်းတင်ကောင်းပါတယ်ဆိုတဲ့သူသူ့အိမ်မှာသွားမိကြည့်သူ့အိမ်ကိုရောက်လာတဲ့အခါမှာသူ့ရဲ့အသက်တာ life ကိုပြောပြပါလိမ့်မယ်အတူနေတဲ့သူတွေကအဲအဲ့ဒါမျိုးရှိတယ်ဆိုတော့ညူစုသောသူဆိုတော့အဲဒါမျိုးကလေပေါ်လာတယ်ပြီးတော့မှ ဆက်ဆုပ်ယွန်ရှာပွေတော်သူအချင်းချင်းမုန်းတော်သူဖြစ်ကြ၏ဒီတဘာဝကျွန်တော်တက်တာတွေမှာရှိတယ်ဒါလူဟောင်းတော့ရှိရဲ့တဘာဝအဲ့ဒီတဘာဝတရားကိုကျွန်တော်ကားတဲ့ပုံမှာခရစ်တော်ဖြည့်ရှင်းပေးလိုက်တဲ့အခါမှာကျွန်တော်ကဒုတိယမွေးခြင်းဆိုတော့အစ်စ်ပြုပြင်ပြောင်းလဲခြင်းကိုခံလိုက်ရတဲ့သူတွေဖြစ်တယ်ဆိုတာတွေ့ရတယ်အဲ့ဒါကြောင့်အငယ်6မှာ ငါတို့ကိုကယ်တင်သောအရှင်ယေရှုခရစ်အဖြစ်ငါတို့အပေါ်သို့ထိုဝိညာဉ်တော်ကိုကြွယ်ဝစွာတွန်းလောင်းတော်မူ၏။အဲဒီမှာကျွန်တော်စင်ကျင်စရာတွေတွေ့ရတယ်။ငါတို့ကိုကယ်တင်သောယေရှုခရစ်တော်အဖြစ်သခင်ယေရှုခရစ်တော်အဖြစ်တန်ရှင်သောဝိညာဉ်တော်ကကျွန်တော်တို့ကိုကြွယ်ဝစွာတွန်းလောင်းနေလို့ပြောတယ်ပေါ့။တူးချင်းယေရှုယုံတဲ့သူဆိုလို့ရှိရင်တန်ရှင်သောဝိညာဉ်တော်ကကျွန်တော်ထဲမှာလာရောက် ကျင်းဝတ်တယ်။အဲ့ဒီတန်ရှင်သောဝိညာဉ်တော်အဖြစ်ကျွန်တော်ကဆက်ပြီးတော့မှအသက်ရှင်တနည်းအားဖြင့်ခရစ်တော်အဖြစ်အသက်ရှင်တဲ့သူဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။ခရစ်တော်နဲ့အတူတူအသက်ရှင်တယ်။ခရစ်တော်ရဲ့ဥဆောင်မှုနောက်ကနေအသက်ရှင်တဲ့သူဖြစ်တယ်ဆိုတာတွေ့ရတယ်။ပြီးတော့ဒီမှာကြွယ်ဝဆိုတာသွန်လောင်းနေလို့ပြောတဲ့အခါမှာဗဒတယောက်သေးကိုပြောတာလည်းဖြစ်တယ်လို့အများကြီးပြောတာလည်းဖြစ်တယ်ဆိုတာတွေ့ရတယ်။အဲ့လိုယေရှုယုံတဲ့သူတွေ ယုံကြည်သူအကုန်လုံးကိုဖခင်ကတန်ရှင်သောဝိညာဉ်တော်တွန်းလောင်းတဲ့အခါမှာအဲ့ဒီတန်ရှင်သောဝိညာဉ်တော်တွန်းလောင်းခြင်းခံရတဲ့သူကြီးစုဝေးလိုက်တဲ့အခါမှာဒါကြွယ်ဝဆိုတာတွန်းလောင်းခြင်းဖြစ်လာဒါကိုကျွန်တော်တမကျန်းစာအဖြစ်ဆိုလို့ရှိရင်ဒါဘာဖြစ်လာလဲဆိုရင်အသိန်းတော်ဖြစ်လာတော့ဒါကိုပြောပြနေတာဖြစ်တယ်ဆိုတာတွေ့ရတယ်ဒါကြောင့်လောကမှာယုံကြည်သူတယောက်ချင်းစီတိုင်းဖခင်သားသမီးတယောက်ချင်းစီတိုင်းကဖခင်ဘုန်းထင်ရှားသောအသက်ရှင်ဖို့အတွက်ဖခင်အလိုရှိတယ်လို့ အသင်းတော်အဖြစ်လေဘုရားသခင်ဘုံထင်ရှားဖို့အတွက်ဘုရားသခင်လိုရှိတယ်။ဆိုအသင်းတော်လို့ပြောတဲ့အခါမှာတစုံတစ်ယောက်ကလူပုဂ္ဂိုလ်တစုံတစ်ယောက်ကဥဆောင်နေတာလုံးဝမဟုတ်ရအောင်။အသင်းတော်ဆိုတာတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဥဆောင်မှုနောက်ကိုလိုက်ရတာ။အသင်းတော်အောက်မှာယုံကြည်သူတွေအများရှိတယ်။ဒါပေမဲ့ဘုရားသခင်ခွဲခက်မှတ်သားထားတဲ့ position တွေအများရှိတယ်။အသင်းအုပ်ရှိမယ်။ သင်တောက်ရှိမယ်။အပြီးတော့မှအသင်းတို့ထောက်မှပေးနေတဲ့သူတွေအသင်းသူအသင်းသားသူ့ရဲ့စုကျေးဇူးနဲ့အတူလှုပ်ဆောင်နေတဲ့သူဆရာဖြစ်တဲ့သူ prophet ပြုတဲ့သူစသည်ဖြင့်ပေါ့အများကြီးရှိမယ်။ဝိညာဉ်စုကျေးဇူးနဲ့လုပ်နေတဲ့သူတွေရှိတယ်။အဲ့ဒီသူတွေအကုန်လုံးကိုဥဆောင်ပြီးတော့မှထိမ့်ချုပ်ထားတာဒီတန်ရှင်သောဝိညာဉ်တော်ခရစ်တော်လို့လေကျွန်တော်တို့ဒါနှုတ်ကပတ်တော်သွန်သင်တယ်။ဒါကြောင့်အသင်းတော်လို့ပြောလို့ရှိရင်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က သူ့ရဲ့စီမံအုပ်ချုပ်မှုအောက်ကနေသွားနေတာဆိုလို့ရှိရင်အဲ့ဒါအသိတော်မဟုတ်အဲ့ဒီလူကဘလောက်ပဲသူ့ရဲ့စီမံခန့်ခွဲမှုကောင်းနေပါစေတန်ရှင်တော်ဝိညာဉ်တော်အပြည့်မဟုတ်ဘူးဆိုလို့ရှိရင်အဲ့ဒါအသိတော်မဟုတ်ဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်မှန်ကန်တဲ့အသိတော်ပေါ့နော်ဘုရားသခင်အလိုရှိတဲ့မှန်ကန်တဲ့အသိတော်လုံးဝမဟုတ်ဘူးဆိုတော့ပြီးတော့ကျွန်တော်တို့ဒီဟောပြောခြင်းတွေရှိမယ်ပြီးတော့အာပွဲတွေ နော်ဓမ္မမင်္ဂလာပွဲတွေရှိမယ်အပြီးတော့မှအစီအစဉ်ကောင်းတာတွေလှုပ်ဆောင်တယ်နော်ဒါတွေအကုန်လုံးလှုပ်ဆောင်နေတာဒီအသင်းတော်နှိုးထားမှုလို့ပြောလို့မရပြန်ဘာကဥဆောင်ရမလဲဆိုရှင်တန်ရှင်တော်ဝိညာဉ်တော်ကပဲဥဆောင်ရမယ်ဆိုတဲ့ဥစ္စာလေးကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဒီနှုတ်ကပတ်တော်ထဲမှာ ကျွန်တော်ဘာကိုတွေးရလဲဆိုလို့ရှိရင်အတင်းတော်ရဲ့လုပ်ငန်းတွေအများကြီးရှိတယ်။နောက်တစ်ခုကကြတော့ဟောပြောအရာတွေရှိတယ်။ပြီးတော့မှကြင့်သုံးနေတဲ့မင်္ဂလာဝတ်တွေအဲ့ဒါတွေကတန်ရှင်သောဝိညာဉ်တော်တကူနဲ့လှုပ်ဆောင်တာမဟုတ်ဘူးဆိုလို့ရှိရင်အဲ့ဒါအသက်ရှိတဲ့အရာမဟုတ်ဘူးလေ။ဘာနဲ့တူလဲဆိုလို့ရှိရင်သေနေတဲ့ဒီယုတ်ကလက်ကိုမိတ်ကလိန်ပြီးတော့မှနှကန်းနေဆိုးပေးနေတာ ਨੇ တူတူပဲ။ဒါကြောင့် အခုနလှုပ်ဆောင်မှုတွေမလိုဘူးမလိုလားမလိုဘူးလားဆိုလို့ရှင်လိုပါတယ်ဒါပေမဲ့အဲ့ဓာဒီအကုန်လုံးကိုဥဆောင်နေတာဒီတန်ရှင်တော်ဝိညာဉ်တော်ပဲဖြစ်ရမယ်နောက်နောက်တစ်ခုကဘာလဲဆိုလို့ရှင်အသင်းတော်ဆိုတာလှပတဲ့အဆောက်အဦတွေမဖြစ်ရအောင်ပြီးတော့မှဟိုအသင်းတော်မှာရှိနေတဲ့ကောင်းမွန်တဲ့အစီအစဉ်တွေပြီးတော့မှခုန manage ကောင်းတဲ့ကျွမ်းကျင်မှုတော့ company မဟုတ်ဘူးလုပ်ငန်းတစ်ခုမဟုတ်ဘူးစီးပွားရေးလုပ်ငန်းလည်းမဟုတ်ဘူး အဲ့ဒီကျွမ်းကျင်မှုကြောင့်ဒီအသင်းတော်ကလေပတ်နေတယ်ဆိုလို့ရှိရင်လည်းမဟုတ်ပြန်ဘူးအခုနကတန်ရှင်သောဝိညာဉ်တော်ရဲ့ကြွေဝါစွာတွန်လောင်းခြင်းဆိုတာယုံကြည်သူတယောက်ချင်းစီတိုင်းပါဝင်ပြီးတော့မှဖះပေါင်းထင်ရှားစွာဒါငါ့ရဲ့အသင်းဖြစ်တယ်လို့ဖះကကြီးညာမှာဆိုတော့အဲ့ဒီအရာအတွက်ကိုဖះကနေပြီးတော့မှအဥဆောင်ပြီးသွားတာအခုတူတယောက်ကသူ့ရဲ့တက်ကြွန်းနဲ့ပညာနဲ့လောကရဲ့နားလေတက်ကြွန်းနဲ့ စီမံခန့်ခွဲမှုအောက်မှာသွားနေတယ်ဆိုလို့ရှိရင်မဟုတ်ဘူးတဲ့အခုနကကျွန်တော်ပြောတဲ့အရာတွေပေါ့နော်အာလှပတဲ့အဆောက်အဦလည်းမဟုတ်ဘူးအဲပြီးတော့မှကိုယ့်ရဲ့ကျွမ်းကျင်တဲ့အရာကြောင့်လည်းမဟုတ်ဘူးတခုပဲဖယားသခင်ရဲ့ဥဆောင်မှုနဲ့ဖယားရဲ့တကူနဲ့လှုပ်ဆောင်တဲ့အရာကသာလေဒါဘာဖြစ်မလဲဆိုလို့ရှိရင်ဒါစစ်မှန်တဲ့အသိတော်ဖြစ်ရမယ်ဒါကြောင့်သက်ရှင်သောဝိညာဉ်တော်ရဲ့ကြွေဝစွာသွန်လောင်းခြင်းဆိုတဲ့အရာက ကျွန်တော်တူးချင်းစီနဲ့တက်ဆိုင်တယ်လို့အသင်းတော်ထဲမှာရှိနေတဲ့ယုံကြည်သူတယောက်ချင်းစီတိုင်းကတညီတညွတ်တဲ့ညှက်တောက်စွာနဲ့ဖခင်ရဲ့အလိုတော်အကောင့်ထဲပေါ်တာဖြစ်တယ်ဆိုတာတွေ့ရတယ်ပြီးတော့လာတဲ့အရာတွေအကုန်လုံးကလည်းဖခင်သခင်စီကလာတဲ့ဖခင်ရဲ့အစီအစဉ်တိုင်းပဲဖြစ်နေဖို့လိုအပ်တယ်အဲ့ဒါဆိုလို့ရှိရင်လောကထဲမှာဘုံထင်ရှားတဲ့အသက်တာဖြစ်နေတယ်အဲ့ဒါနိုးထားတဲ့အသင်းတော် အသက်ရှင်တဲ့အသင်တော်ဖြစ်တယ်ဆိုတဲ့ဥစ္စာကိုတွေ့ရတယ်။အဲ့ဒါကိုဝိညာဉ်တော်ကျွေးဝစွာသွန်လောင်းတယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်နားလေရတယ်။ဒီနေ့ခြားပုံဖော်ရရတယ်လည်းအများကြီးရှိပါတယ်နော်။ဒါကလည်းဒီထက်ကနေတစ်ခုပေါ့နော်ကျွန်တော်စဉ်းကျင်ထားသလောက်ပြီးတော့မှဒီလည်လာထားတဲ့အပိုင်းတွေကတချို့ဟာလေးပြောပြတာဖြစ်ပါတယ်။နောက်တစ်ခုကကြတော့နောက်ဆုံးခုနှစ်ခန်းကြီးခုနှစ်လေးတိကျွန်တော်ဒီနေ့စဉ်းကျင်တဲ့အကြောင်းမူပါ ငါတို့သည်ဖျားသခင်ဂျေဇုတို့အားဖြင့်ဖြောင့်မတ်ရာသို့ရောက်၍သာရအသက်ကိုမျှော်လင့်သည်နှင့်အညီအမွေခံဖြစ်ကြမည်အကြောင်းဒီအဲ့ဒီလိုလှုပ်ဆောင်တဲ့အရာသည်ကျွန်လောကထဲမှာကျွေးဝချမ်းသာငွေကြီးမှာကျွေးဝချမ်းသာကောင်းကြီးခံရတယ်ဆိုပြီးတော့မှအဲ့ဒီအရာတွေမှာအောင်မြင်တိုးတက်နေတာမဟုတ်ဘူးခရစ်တော်နဲ့အတူတူသွားပြီးတော့မှခရစ်တော်အားဖြင့် အသက်တာထဲမှာဘုံထင်ရှားတဲ့အသက်တာကိုပြောချင်တာအဲ့ဒါကအခုမကျွန်တော်တို့ဒီမှာဘာမှမရှိဘူးဒုက္ခခက်ခဲပြဿနာကြီးလဲကြုံလာရနိုင်တယ်ဒါဘာအတွက်လဲဆိုခရစ်တော်ရဲ့နှုတ်ဘက်တော်တမန်တော်မှာယက်တီလို့ဒုက္ခခက်ခဲပြဿနာကြုံလာရနိုင်တယ်ဒါပေမဲ့အဲ့ဒီသူကဝမ်းမြောက်ပြီးအသက်ရှင်တယ်ဘာကြောင့်လဲကျွန်တော်တို့ကောင်းကင်ပြန်ရောက်လို့ရှိရင်ကျွန်တော်တို့ရမယ့်ဖခင်သခင်ရဲ့ချီးမြှောက်ခြင်းရောက်မျောလင်းတယ်ပြီးတော့ကျွန်တော်တို့ရဲ့ အမွေရဒီလောကနဲ့မဆိုင်ကျွန်တော်ရဲ့အမွေသည်ထာဝရကာလအတွက်ဖြစ်တယ်အဲ့ဒီအရာကိုမျှော်လင့်ပြီးတော့မှအသက်ရှင်နေသူတွေဖြစ်နေတဲ့အတွက်လောကမှာခရစ်တော်ရဲ့ဥဆောင်မှုနောက်ကိုအသက်ရှင်သွားတယ်ပြီးတော့အဲ့ဒီအသက်တာကအာကြည်နှက်တယ်ပြီးတော့အစဉ်ပြေခြင်းမှပြင်မယ်နော်ဒါပေမဲ့ခရစ်တော်နဲ့တူသွားနေရတာဖြစ်တဲ့အတွက်ကြည်နှက်တယ်ပြီးတော့စာပြီးယုံကြည်သက်ရှင်လာတဲ့အခါမှာ ခက်ခဲဒုက္ခပြဿနာတွေကြော်ဖြတ်လာတဲ့အတွက်ဒါပေမဲ့အဲ့ဒီခက်ခဲပြဿနာတွေခရစ်တော်နဲ့တူကြော်ဖြတ်တဲ့အခါမှာအဲ့ဒါတွေကိုပြန်စဉ်းစားတဲ့အခါမှာလည်းဝမ်းမြောက်တယ်လက်ရှိအသက်တာထဲမှာလည်းခရစ်တော်နဲ့တူတူဖြတ်တန်းရမယ်ဆိုတဲ့ဥစ္စာကကျွန်တော်မှာခွန်အားရှိတယ်နောက်လာမယ့်အသက်တာထဲမှာလည်းဖခင်သခင်ခရစ်တော်အားဖြင့်ဝိညာဉ်တော်ကြိုးပေါ်သောသုံးလောင်းနဲ့အသက်တာပြီးတော့ခုနပြောတဲ့ယုံကြည်သူနဲ့တူတူဖြတ်သန်းရမှာဖြစ်တဲ့အတွက်သူရင်ခုန်ကြကောင်းတယ်။ဝမ်းမြောက်တယ်၊ချိန်နဲ့တယ်၊ရောက်ရင်းမှုရှိတယ်။အဲအဲ့ဒါကိုပြောတာ အဲ့ဒီအရာကိုကျင်းနဲ့စွာနဲ့အသက်ရှင်ပြီးတော့မှကောင်းကင်ရောက်လို့ရှင်တော့အဲ့ဒီအမွေဟာကျွန်တော်တို့ခံရမှာဖြစ်တယ်။အခုကလေးကဖယားသားမီးဘုံထင်ရှားစွာအသက်ရှင်နေတာလေးကိုဒါစင်စင်မိတယ်ဒီနေ့။ဆိုတော့ဒါကြောင့်ကျွန်တော်အသက်တာထဲမှာဖယားသခင်ရဲ့ဒီချစ်တဲ့မြစ်တာနောက်တစ်ခုကစေဒနာဖယားရဲ့မြစ်တာရှိပြီးစေဒနာရှိတဲ့အရာဆိုတာပါလေလို့ပြန်ပြီးတော့မှအနှစ်ပြန်ချိုးလိုက် သူ့ရဲ့ဝိညာဉ်ကိုကျွန်တော်ယုံကြည်သူတယောက်ချင်းရင်းသွန်လောင်းနေအဲ့ဒီဝိညာဉ်နဲ့ပြည့်နေတဲ့သူတွေအဲ့ဝိညာဉ်ရှိတဲ့သူတွေအကုန်လုံးပေါင်းစည်းသွားတဲ့အခါမှာအဲ့ဒီဝိညာဉ်တော်ကြွယ်ဝဆိုတာကျွန်တော်တက်တာတွေကရှန်ထွက်လာပြီးတော့မှလောကထဲမှာဖယားသခင်ရဲ့ဥဆောင်မှုနောက်ကိုလာပြီးတော့ဘုံထင်ရှားတဲ့အတ္တနဲ့အသက်ရှင်တာဖြစ်တယ်ဆိုတဲ့အရာလေးကိုဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်အားလုံးပေါ်မှာဖယားခင်တိုင်းကောင်းချီးပေးပါစေ